ငါတို့နောက်တစ်ခါလာလိမ့်မယ်နော်။သွားတော့မယ်။နင်းထွက်လာရင်နဲ့တုတ်ပေါ်လေးစပိန်နင်းထွက်တော့နောက်ကောင်သူကလှမ်းဆွေတာ။ဗါလေငါတို့ရှောင်းမင်းလိုက်ကျင်လို့လား။လိုက်လို့မရဘူး။ငါနဲ့အပေါ်ရအောင်နေခဲ့ပါလား။တရမတော့ငပိန်ဘေးဦးအောင်မောင်အိမ်မောကဆင်းလာပြီးခြံနဲ့တိုင်းချင်းနေတဲ့ငပိန်စီကိုရှောင်းလာတယ်။ငပိန်မင်းအဲ့ဒါဘာလုပ်နေရတော့ ပိုင်းချင်နေရလေဘေကအမလီလူလေးကလက်တောင်တော့ပဲရှိသေးတာအောင်များជីကြီးကျဲကျဲအဘေကလည်းအရေးအကြောင်းဆိုက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 ာကွယ်တဲ့အောင်ကြိုကျင့်ထားတော့ကောင်းတာပေါ့ဗျမင်းကိုဟိုဘက်ရွာခိုင်းလိုက်မလို့ဘာခိုင်းမလို့တော့ဘေရဲ့အဘေဟိုဘက်ရွာကနေဝတ်တကောင်ဝယ်ထားတယ်အဲ့နေရမိုးချုပ်တာနဲ့ငါမယူခဲလိုက်ရလို့တော်အဖေအစားတော့ခေါ်ပြီးစမှာဝတ်ကိုဘလို့ခွာမှာတော့ဘေကဩသူတို့ကျိုးနဲ့တွဲပြလိုက်မှာပေါ့မင်းဒီလိုပဲကျိုးဆဲခေါ်ခဲလိုက်ရင်ရပြီငွေရရှင်းပြီသား ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဘယ်တော့သွားရမှာလဲဗျခုပဲသွားလိုက်လीတေချာခေါ်လာအောင်နော်ဝတ်တခုမဖြစ်စေနဲ့အကောင်ပေါက်ပဲရှိသေးတယ်ဟာစိတ်ကြပါဗျကျွန်တော်တကယ်ချင်းနေပါအဖို့ခေါ်သွားလိုက်မယ်နော်အေးအေးသူတို့လာရင်တော့ခေါ်သွားပေါ့အပြန်လဲနော်ရှောက်တဝေထိုးမနေနဲ့ဝတ်ပြောင်းလို့ရတော့မင်းကိုအိမ်မှာမအိတ်ခံဝတ်ချန်နေပို့ထားမှာဟာအဖေကလေမပြောက်စီရအောင်တိုင်းစီရငပိမှာရုံလိုက်ပါဗျဒါနဲ့ပဲငပိတယောက်အိမ်ကနေထွက်ဖို့လုပ်တယ် ဘသူ့ကိုအရင်သွားခွင့်ရကောင်းမလဲ။အင်းဖိုးဒုစီကိုအရင်သွားမယ်။ဒလုံနဲ့အရင်ဆုံးဖိုးဒုစီကိုခြေဥတည်လိုက်တယ်။ညပိန်လေးဖိုးဒုစီဥတီပြီးတချင်းတညင်ညီနဲ့ရှောက်လာခဲ့တာ။မိုးကလေးညူလိုက်လွမ်းမြည်ရင်လေးလေးငငယ်ရောငါတငယ်ချင်းကိုတတိယပါလေ။ကြောင်းသွားတူတူကစားလေးတူပဲကွယ်။ ပိန်စည်းလာတဲ့ဘိုးသူဟာငပိန်ကိုအရန်လှမ်းတွေ့ပြီးခေါ်လိုက်တယ်။ငပိန်ဘယ်လဲဟာ။ဟာဖိုးသူမင်းနဲ့ငါနဲ့စိတ်ချင်းတော့ဆက်နေပြီ။ငါမင်းစီမြင်လာခဲ့တာဟာ။အမေငါလည်းပြင်းလို့မင်းတို့အိမ်ပဲထွက်လာတာ။တော်ကစားကြမယ်လေ။စပိန်ပဲစည်းကြမလား။မဟုတ်ဘူးကွ။ငါဘီကတပီကုန်းရွှော်မဲ့အခိုင်းလွတ်လိုက်လို့အဲ့ဒါတယောက်တည်းသွားအောင်မပြင်းတာနဲ့မင်းနဲ့တော့ဘောလိုက်ခဲ့ဖို့အဖို့ကုန်မလို့ထွက်လာတာ။အော်အဲ့လိုလား။လိုက်ခဲ့မယ်လေ။စမေးကအိမ်ကိုပြန်မထားတော့ဒါနဲ့ပဲနင်းသွားကြမယ်။မမေရောက်တာပေါ့။ ေးအရင်ဆုံးတုတ်ဘောကိုတွားခေါ်ကြမယ်ဖိုထုနဲ့ငပိန်တို့စပိန်နေပြီးတုတ်ဘောကိုတွားခေါ်ဖို့အတွက်ထွက်လာကြတယ်တုတ်ဘောကတော့ချန်နေသူ့အမိကအပင်တွေရေလောင်းခိုင်းတာလို့ရေပုံးတစ်ဖက်နဲ့နိုင်လောင်းနေတာပါအမေတို့ကမမိုက်ဘူးပက်ရံလေးမှာအေးစေးလည်းမစော့ရအောင်ဟိုခိုင်းဒီခိုင်းနဲ့ခုလည်းအပင်ရှင်လောင်းပြီးဘာခိုင်းအောင်မလဲမသိဘူး ်တပြောစစလုံးနေချင်းဖုန်ထုတို့စပိန်အင်ရှစ်ကိုရှောင်းလာတယ်ဟာတုပ်ဖို့ဤနေမနေပါလားမင်းတို့ကဘာလာလောက်တာတော့ငါမအားဘူးရဲ့အမေကအပင်ရှင်လောင်းခိုင်းထားတယ်ငပိတ်ပြီးဟိုဘက်ရွာခိုင်းထားလို့အဲ့ဒါမဟုတ်ပဲကြွေးမယ်တဲ့အတူလိုက်ခဲဆိုလို့မင်းကိုလားခေါ်တာဟုတ်တယ်ဒါမဲ့မင်းမအားဘူးဆိုတော့လေငါတို့ဘာသာပဲတွားရုံမို့ကွာနေပါဦးကမုတ်ကြည့်မယ်ဆိုရင်လိုက်မယ်လေခဏတော့ဆောင်ကွာတော်ပေါ်ကအပင်ရှင်လောင်းရင်းနဲ့ငပိတ်မင်းပြေဟာဘာခိုင်းလိုက်တာ ဝါပေါက်သွားခေါ်လာမှာခြံနဲ့မွေးဖို့လေအပင်ရေလောင်းလာပြီးသွားတော့တုတ်ပေါ်ကလာငါတို့သွားကြမယ်ငါလည်းစပိန်ယူလာခဲ့မယ်တုတ်ပေါ်အိမ်နောက်ဘက်ကနေစပိန်သွားယူလာပြီးဖို့ထုနဲ့ငပိန်လည်းထွက်ဖို့ပြင်ကြတယ်အလိုနဲ့ပို့ထုတို့တွေစကားတပြောပြောနဲ့စပိန်နန်းလာကြတယ်။ငါတို့ မိုင်းကြိုင်အိမ်ဝင်ပြီးတော့မုံဝင်စားကြမလားမိကွာငါတို့ကိုမုံဝင်မကြွေးချင်တာနဲ့သူများအိမ်ကိုခေါ်ပြီးကုန်းစင်ခိုင်းအောင်မှာငါကတော့ဘာနေနေစားရဖို့ပဲအိမ်မှာနေအခိုင်ခံရမှမို့လိုက်လာငါအဲ့လိုမဟုတ်ပါဘူးမရောက်တာကြာလို့မိုင်းကြိုင်တို့စီကိုအလဲဝင်မှုပြောတာပါကွာဟာငါပိနင်းအောင်ဟိုမှာဘာလုပ်နေကြလဲမသိဘူးနင်းလာရင်ရှင်းသားရောက်တော့ရွာသားနေအောင်ပေါတူးတွေနဲ့ဂဲတွေညှိပြီးလမ်းခင်းနေကြတယ်ဟဲ့ကလေးတို့လမ်းပြေနေလို့ ဒီနေ့တော့ဖြတ်လို့မရသေးဘူး။အော်ဟုတ်လား။တခြားဘယ်လမ်းကနေသွားလို့ရလဲခင်ဗျ။ခုနောက်ပြန်နေသွားလိုက်။ရှင်လန်းဆောင်ရောက်ရင်ဘဘက်ချိုးပြီ။လမ်းတွေ့ရင်ဘဘက်ချိုးလိုက်။တရားတစ်စင်းတွေ့လိမ့်မယ်။အိတ်တဲ့တဲ့ဒါမောင်းသွား။မင်းတို့သပီကုန်းရွာနောက်ဘက်ကိုရောက်လိမ့်မှာ။ဟုတ်။ဦးလေးပြောတဲ့အတိုင်းသွားလိုက်ပါမယ်။ကျွန်တော်တို့လည်းအိတ်တရားဘက်ကတခါမှမသွားဘူးဗျ။အေးလူပြက်လို့လေတော်တော်မသွားကြအောင်။ခုကလမ်းပြင်တော့အလံမဲရှိတယ်။တတိထားတော့သွားကြနော်။မင်းတို့က၃ယောက်ဆိုတော့တိတ်ကြောက်စရာတော့မလိုပါဘူး။ဟုတ်ဗျ။ ဒါဆိုကျွန်တော်တို့သွားလိုက်ပါအောင်မေဗျငါတို့အဲ့လန်လည်းမသွားဘူးနောက်ရက်မှပဲမင်းဘက်ကိုတွားယူလိုက်ပါလားဟာအဖေကဒီနေ့ခိုင်းတာကွာဒါလေးတော့မလုံနိုင်ဘူးလားလို့ငါ့ကိုပြောမှာပေါ့အေးကွာဒါဆိုလည်းသွားတာပေါ့ဖိုတူလည်းပြောမရတော့၃ရက်သားစပိန်နေထွက်လာကြ ರಿ ဖိုတူတို့တွေစမိန်ကိုနင်းလိုက်နေတတားကိုမြင်လိုက်တော့စောနာဦးလေးပြောတဲ့တတားဒါနီမှာငါတို့ဆင်းပြီးတော့စပိန်တို့မိသွားကြမလားလီကောင်းလီတန်လည်းရတာပေါ့ တုံးရောက်တော့စပိန်တော်မီရှောက်လာကြတယ်။ရှောက်လာရင်တရားပေါ်ကနေတော်ပေါ်ကအောက်ကိုရက်ပြီးငုံကြည့်နေချင်းဖိုးထွားတော်ပေါ်ကိုနောက်ကနေတွန်းချမလို့နဲ့လှမ်းဆလိုက်တာ။ဟေ့ဖိုးထူနောက်ကနေတွန်းမလို့ပကုန်းကိုလှုပ်လိုက်တော့အမလေးပြကဲတော်မူကြပါတော်ပေါ်တော့လေကြောက်တတ်တာလေလွန်ပါလေရောကြောက်တာပေါ့ကတရားအမြင့်ပဲအင်းတော့ရေစီရလေတန်းလိုက်တာမတို့လေဒီလောက်သားတဲ့နေအောင်မသိဖြစ်ကြသေးရကြည်စမ်းဦးလေးပြောသလိုပဲနော် လူသားလူလာကတော့မရှိသလောက်ပဲဒါလို့နဲ့ထော်လာကြီးတစ်စီးကဖြတ်သွားတယ်ခလေးတွေသွားစရာရှိရသွားတရားအနေရများတယ်အဲ့လိုအော်ပြီးသူလဲကောက်ဆက်မောင်းသွားတာဒါမှကွာဝက်ကသွားယူရအောင်မှဆိုတော့ခက်တက်တက်ပဲသွားကြရအောင်အေးနော်ဘာလို့ဒီတရားကိုအနေရများတယ်ပဲပြောနေကြလဲမသိဘူးရှောင်းလိုက်ရင်နဲ့တရားဆုံးကနေရောတရားပေါ်ပေါ်မှာဖိုးထူးတို့ရွှေကောင်လေးတယောက်ထိုင်နေတယ်ဟာငါပဲဟိုမှာကြည့် အဲ့ဒီကောင်ကြီးကမကြောက်မလန့်နဲ့ထိုင်ပြီးတော့ဘာလုပ်နေရလဲမသိဘူးဟဲ့အောင်မင်းဒီလိုမထိုင်နဲ့လေအားလုံးပြီးတော့ပြုတ်ကျသွားမယ်ကွာမင်းတို့ကငါ့ကိုသိလို့လားသိတော့မသိဘူးလေကွာဒါပေမဲ့မင်းတို့အနေရများလို့ပြောပြတာမင်းတို့ကဘသူတွေတော့တကားမှမမြင်ဘူးငါတို့ကဟိုဘက်အောင်မဲရွာငါပို့တူသူကငပိဟိုတက်ကတုတ်ပေါ်တဲ့မင်းနမေကရောငါနမေပေးတာမင်းတို့မှဘာစားစရာပါလဲစားစရာတုတ်ပေါ်မင်းမှဘာပါလာသေးလဲ ပဲပါမုံတထုံနဲ့ရေပဲပါတယ်အဲ့ဒါဆိုငါကြည့်ငါပိုက်စာနေပြီတော့ဘောလဲစမင်းချင်းနေကပေါမုံထုံနဲ့ရေဘူးကိုသူ့ကိုလှမ်းပေးလိုက်တော့ဟိုကလှမ်းယူပြီးစားတယ်ဒါနဲ့မင်းကတပီကုန်းရွာလားမင်းကလည်းငါတို့ရွာလေလာတိုင်းမတွေ့မိဘူးနော်ငါကနေသိမ့်မကောင်းတော့အိမ်ထဲပဲနေတာများတယ်ပွဲတွေလည်းသိမ့်မထွက်လိမ့်ဘူးအော်အေးဟုတ်မှာဒါနဲ့မင်းအတူပြန်လိုက်အောင်လားငါတို့မင်းကသွားမလို့သူကကောင်းကားတယ်ငါဒီမှာနေရအောင်မှာ မင်းတို့ပြန်လာတော့ဒီကပဲစောင့်နေမယ်အေးဒါဆိုငါတို့သွားအောင်မင်းအဲ့ဒီပေါ်ကြီးတက်ထိုင်မနေနဲ့အန္တရာယ်များတယ်ပိုတူတို့တတွေငပိန်ဝဲယူရမယ်ဝက်ချန်ကိုရှားလို့လာခဲ့ပြီဥယကျွန်တော်ငပိန်မှာကျွန်တော်အဖေဦးအောင်မောင်ကဝက်ပေါက်လာယူခိုင်းလို့ရောက်လာတာပါအေးအေးဝက်ပေါက်တရားတော့မင်းမြင်တဲ့အတိုင်းအများကြီးပဲအစီအမေတဲ့ကောင်ကယူသွား ဒါဆိုကျွန်တော်တစ်ချက်ဝင်ကြည့်ရွေးလိုက်မယ်နော်။ခြံဝါကဝက်ချံပါရှင်ကခေါင်းမိပြီးမလန်မကန်နာကွက်ပြက်နာမှထွက်သွားထိုင်လာ။ဟေ့ငါတို့ဒီမှာလာထိုင်ပြီးတော့ရင်းနှွေးကြတော့ကြောင်သူရွေးရင်ကြောင်းမှာ။ဟုတ်ကဲ့ဗျ။ပြီးရင်လာတော့ပါမယ်ဗျ။ဒီလိုနဲ့ဝက်ချံနဲ့၃ယောက်တောင်ဝင်သွားကြပြီးဝက်ရှာပုံတော့ဖွင့်နေ။မင်းကကြည့်တယ်လို့လားငါပေးရ။ကြည့်လိုက်ရင်ဘာမှမထူးကြဘူးစိုက်တယ်ပဲကြွားသွားတယ်ဟာအေးငါလည်းမကြည့်တတ်ဘူးတက်ကြင်အောင်ဆောင်ပြီးဒီတိုင်းပဲလျှောက်ကြည့်နေရကွာ တော်ပုံကတော့ဝတ်တီကိုလိုက်ဆက်စုနေတယ်။ငပိန်လဲဝတ်တကောင်ကောက်ချလိုက်ပြီးဖိုးထုကိုပြောလိုက်တာ။ငါဒီကောင်လေးပဲခေါ်သွားလိုက်တော့မယ်။အေးလုံးချစ်ချစ်နဲ့ချစ်စရာလေးကွာ။မင်းစီတာမယုံတော့လူရင်နေ။ဘလို့နဲ့၃ယောက်သားချမ်းမိုင်းရှိတိုင်းကြီးရဲ့ကွက်ပစ္စည်းကိုသွားကြတယ်။ဦးလေးကျွန်တော်ဒီကောင်လေးပဲခေါ်သွားတော့မယ်။ तू ကဘယ်နည်းရသားလေးဗျ။ရက်၈၀သား။နိုးလဲပြက်နေပြီ။ဒါနဲ့မင်းဒီတိုင်းချစ်သွားမလို့လား။ဟုတ်ဘလို့ခေါ်သွားရမလဲ။ ငါကျုံးနဲ့ချီပေးလိုက်မယ်။မဟုတ်ရင်ဝက်ကလမ်းမှာထွက်ပြေးသွားရင်ငါပြန်မယုံတော့။ဒါဆိုဦးလေးအစီအမည်လိုလှုပ်ပေးလိုက်ပါဗျ။ဒီမှာအမောပြေရင်းနှီးချမ်းနဲ့ဂျင်းတော့စား။ဦးလေးကျိုးသွားယူအောင်။ကျမရှင်လေးပြောပြီးထွက်သွားတယ်။တော်ဘုံကစက္ကနဲ့ဂျင်းတော့မကန်အောင်နှိုက်ပြီးစားလိုက်တာ။ကောင်းလိုက်တာကွာ။မင်းတို့တော့မသိဘူး။လမ်းလျှောက်လာတော့ငါတို့လေဘိုက်တော်စာနေပြီဟ။အတူတူပါပဲကွာ။ မင်းကွာဝက်ကင်သားရဲ့လက်ကြီးနဲ့အစားဆောင်နှိုက်နေအေးဟုတ်တာလက်စည်းအောင်မထူးမနေတော့ပြီးမှပဲစေးကြတာပေါ့တော်ဘုံဟာတလုံးပြီးတလုံးနှိုက်စားနေတော့ငပိန်ဟာမင်းကလည်းစာနေရမြတ်ကွာတရောင်းမောင်အကောင်လေးကိုဘာလို့များမင်းမုံကျွေးလိုက်တာလဲဟမ်မင်းတို့ပဲကျွေးလိုက်စို့ဒါမှမကုသူရပါတယ်သူလည်းဗိုက်စာနေရဆိုတော့သူတို့ပြောနေရင်ပဲချမိုင်ရှင်ကပြန်ရောက်လာပြီပြီးအဲ့ဒီကဟုတ်ခဲ့ပါဦး ။ဟိုကျွန်တော်တကယ်ချင်းစားတာဦးကျင်းတော့လေပြောင်းနေပြီ။စင်မရှိပါနဲ့ဦးရဲ။လာရင်နဲ့လေတရားပေါ်မှာဗိုက်စာနေရဲ့ကလေးတယောက်ကိုတွေ့လို့တနာပြီးတော့ကျွေးလိုက်လို့ပါဗျ။တရားဟုတ်လား။မင်းတို့ကစိမ့်တာလည်းလာတာမဟုတ်လား။အဲ့ဒီတရားကလမ်းခင်းနေလို့လေ။ဒါဆိုမင်းတို့ဇီဝအကြောင်းတရားပေါ်မှာဖျက်လာပြီ။မင်းတို့ဘာမှဒူဆန်တာမဖြစ်ခဲ့ဘူးလား။ဟုတ်ဦးမဖြစ်ခဲ့ဘူး။လူတော့တော်ရှင်းနေနော်။ဘာဖြစ်လို့လဲဗျ။ဘာမှဖြစ်ဘူး။ကဲကဲမင်းတို့ပြန်ကြတော့မိုးကြုံရင်ကလေးအတွက်မကောင်း အစိုးရရှိပါသေးတယ်ဦးရကျွန်တော်တို့ကမိုင်းကြိုင်အင်းကိုခဏဝင်အောင်ပါခနာကြတော့ပို့သူတို့တတိမိုင်းကြိုင်ရင်အိမ်ကိုရောက်လာကြ ಡಿ မိုင်းကြိုင်ရေကျွန်တော်လာတယ်ဗျဘသူများလိမ့်မဲ့တယ်ပို့သူတို့ပါလားကွပြောစမ်းမအောင်ဘလို့ဖြစ်ပြီးတော့ရောက်လာကြတာတော့အဖေကဝက်ပေါက်လာယူခိုင်းလိုက်လို့လေသူတို့ကအပေါ်ရှောင်းခေါ်လာခဲ့တာ ်အော်ဟုတ်ဝက်လားရှာတော့ရောက်ခိုက်နေုံမင်းတို့အတွက်လေအမကြီးမုံသွားယူလာခဲ့မယ်ကြိုင်အေးလေအိမ်ထဲကိုပြန်ဝင်သွားလိုက်တယ်ငါတို့အမကြီးများသဘောကောင်းကြနော်ပြောတာမပြောရသေးဘူးအလိုက်တည်တာဆိုတာအားတော့အနာစရာကြီးကငါတို့ရွာနေလေသူ့အတွက်ဘာမှပါမလာခဲ့ခဏကြာတော့မကြိုင်ကမုံပန်းနေနေပြန်ရောက်လာတယ်ရော့စားကြမိုင်းလေးကကောင်းလိုက်တာဗျာကိုနောက်ကရရနေလေ နိုင်ငံကျော်မင်းသမီးလိုမျိုးပိုချွန်ပိုနာပါစီဗျာ MLA တုံဘောရဲ့စားမှသာစားပါဒါနဲ့စိမ့်သာအလန့်ပြင်းနေကမင်းတို့တွေဘယ်လန့်အလားကြရတော့ဇီခွက်ကြောင့်တရားပါမာရဲ့ဟမ်အဲ့ဒီတရားဖြတ်တာလားမင်းတို့အစီအမြေကြရလားပြပါရဲမာရဲ့အဲ့ဒီတရားဘာဖြစ်လို့လဲဗျာဝကြံဦးလေးရလေးအနေအများတွေစောစောပြန်လို့ပြောလိုက်တယ်အဲ့ဒါကဘာဖြစ်လို့တော့ဘာမှဖြစ်ဘူးမင်းတို့မြင်မြန်စားပြီးမုံမမောက်ခင်ရူဆိုင်ပြန်ကြနော် ။တစင်းကလမ်းခေါ်ရင်မထူးနဲ့။သူဆက်နဲ့လူလို့ခန်းစားရရင်စပိတ်မမိတာပြည်ကြလား။ဟမ်ဘလို့ကြီးတော့။ဒါဆိုမကြီးကျွန်တော်ပြန်လိုက်ပါအောင်မေ။ပေါ်သူတို့တွေကဘေးကျင်းကစကားတပတ်ပြောနေစပိန်နှင်းလာကြတယ်။ငပိမင်းဘလို့တင်လဲ။ချန်ရှင်ရောမိုင်းကြိုင်ရောက တကုတ်ကိုဖုံးွယ်ထားသလိုပဲနော်။ငါလည်းခံစားမိတယ်။ပြောလည်းမပြောပဲစကားကိုဖြတ်ပြီးတော့မြင်မြန်ပဲပြန်လှုပ်နေတာ။ရှောက်တွေးမနေနဲ့။ငါတို့ရွာရောက်မှအမေတို့ကိုမေးကြည့်ကြတာပေါ့မဟုတ်ဘူးလား။အေးဟုတ်တယ်။ရွာရောက်မှမေးကြည့်ရမယ်။အမေတို့တွေသိမှာ။မင်းနော် အာမနာရှာမကျူး။ကောင်းကြီးတို့တောင်းတောင်းလာခဲ့သည်။မင်းတို့ရောစိုင်းစားမှာပဲမဟုတ်ဘူးလား။တရားလေနာရောက်တော့အလာတော်ကကောင်းကြီးကိုတရားပေါ်မှာထတ်တွေ့ပြန်နေ။ ပေးတာမင်းဟာတကယ်ကြီးငါတို့ပြန်အောင်စောင့်နေရလားဖိုးထူးကလည်းမေးလိုက်ပြန်နေမင်းဒီကောင်လုံးရေတွေဆူဆွဲနေပါလားမအေးဘူးလားဘာမှပြန်မပြောတော့တော့ဘုံကကောင်းကျင်းထုတ်ကိုပေးလိုက်တယ်ရော့ကောင်းကျင်းထုတ်မင်းမဲစားလိုက်တော့တော့ဘုံကလှမ်းပြီးတော့သူကနှမ်းယူပြီးစားတယ်ငါတို့အိမ်ပြန်တော့မင်းမင်းလည်းအိမ်ပြန်တော့ခဏနေညနေစောင်းလာပြီးတော့မိုးချုပ်တော့မှအိမ်ကစိတ်ပူနေမယ်ငါအိမ်ပြန်လို့မရဘူးငပိန်က ဖို့တူကိုခက်တူတူပြောလိုက်တယ်။ဖို့တူပြန်ကြမယ်။မာကြီးကြာကြီးကကြာကြာမနေနဲ့လို့မှားထားတာမကောင်းဘူးကွာ။ဒိုးကြရအောင်။ငါတို့နောက်တစ်ခါလာလိမ့်မယ်နော်။သွားတော့မယ်။နင်းထွက်လာရင်နဲ့တုတ်ပေါ်လေးစပိန်နင်းထွက်တော့နောက်ကောင်သူကလှမ်းဆွဲတာ။ဗါလေငါတို့ရှောင်းမင်းလိုက်ကျင်လို့လား။လိုက်လို့မရဘူး။ငါနဲ့အပေါ်ရအောင်နေခဲ့ပါလား။တော့ပေါ်လေကြောင်သွားပြီးရက်နေချင်းငပင်ရဖျောက်တော့ပေါ်ဘာလို့နေရလဲမင်းမြန်လားစုခံနေရမယ်နောက်ကြရင် ွားပြီနော်ပြီးတာတော်ပေါ်လေးပြောပြီးတော့နင်းထွက်လာခဲ့လိုက်တယ်ဒါလို့နဲ့ဖို့ထုတို့တွေငပိတ်ငိုရောက်လာကြပြီးအင်းရှိကွပြစ်မှာအမောပြေကြတာအမှန်လေးကွာနင်းလာတာပင်မန်းလိုက်တာမင်းမှပြောတတ်ပါငါဆိုလေငပိတ်ရောဝက်ရောတင်းနင်းလာတာစဉ်းစားကြည့်ဦးခဏနေတော့အိမ်မော်ကနေဦးလေးအောင်မောင်ဆင်းလာပြီး ။အော်မင်းတို့ရောက်ကြမလား။ကြားလိုက်ကြ။ဟုတ်တယ်ဘေး။စိမ့်သာရလန်းပြည့်နေလို့ဇီးခွက်ကြောင်ကတားကနေတွားရတော့ကြားသွားတာ။မိုင်းကြိုင်အင်းလည်းလှန့်ဝင်လိုက်သေးတယ်။ဟင်။မင်းတို့တွေဇီးခွက်ကြောင်တတားဘာလို့တွားကြတာရော။ဘာလို့လဲဘေးက။မိုင်းတို့မေးတာလည်းမပြော။ဘာဖြစ်လို့လဲ။မင်းတို့ဘာမှမဖြစ်လာတာပဲ။ကံကောင်း။အဲ့ဒီတတားတနစ်တကာလူစားတယ်။ဘလို့လူစားရလဲဗျ။တနစ်တကာအဆောင်လူလေတာ။ပြီးခဲ့တဲ့ရက်ကနေကလေးတယောက် ်ရေထဲခုံချသွားပြီးအစိမ့်တွေတီးသွားတာပြီးခဲ့တဲ့နေ့ကကျယောက်ျားတယောက်ငါးမြထွက်ရင်ချော်ချပြီးတော့နစ်တီးသွားတာနေပတ်တောင်တည့်ရချောက်လို့ဘသူမှမသွားရင်မင်းတို့တွေရောဘာမှမထိခိုက်လာအောင်မလားကျွန်တော်တို့မထိခိုက်ဘူးဒါမဲ့ကောင်းလေးတယောက်တော့တွေ့ခဲ့တယ်။ तू ဟာတရားပေါ်ပေါ်မှာထိုင်နေလို့ပြုတ်ကြမယ်လို့တတိအောင်ပေးခဲ့သေးတယ်ဗျ။ဟုတ်တယ်။အပြန်အောင်လေး तू ဘိုက်စာနေမှာဆိုလို့ကောင်းကြီးတော့ပေးခဲ့သေးတယ်။အေးသူ့ကိုသေးလား။နာမည်ဘယ်သူရဲ့လဲ။ဒေသာရဲ့အဖေက ။ "तू ကမြင်တဲ့မှာရေစော့ထားတာတော့မသိဘူး။သူ့လူကောင်လုံးရွှဲဆိုနေရ။တရေမချောက်လို့နေမှာ။ तू မချောက်ပေရေကူးတာပေါ့။ဟာ၊တော်ပြီ။မင်းတို့ဖုန်ကြီးကြောင့်ဖို့ရမှာ။စုံသွားတယ်ကလေးကဘေးဒါရဲကွ။"ဗျာ။ဒါဒါဆိုကျွန်တော်တွေ့လားလူမဟုတ်ဘူးပေါ့။ဟုတ်တယ်တရေ။ဟာငါငါတရိယာသွားပြီ။ငါစပိတ်နင်းထွက်မယ်လို့တော့ तू ကလှမ်းဆွဲသေးတယ်။အိုး။တဲရလေညဘက်မှာထွက်တာမဟုတ်ဘူးလား။ဘာလို့နေဘက်ထွက်တာလဲ တင်းရညဘက်ထွက်တယ်လို့ထင်ကြပါမိမယ်။ဝိညာဉ်တွေဆိုတာနင်းညာကန့်သက်ချက်မရှိဘူး။ကိုရီလိုလူသားတွေကြားဖြတ်တန်းသွားလာနေကြတာ။ကန်နေတဲ့သူတွေနဲ့ကလေးတွေကမြင်ရတယ်။ကလေးတွေဆိုတာလက်ပြငယ်တယ်လေ။မြင်ရတတ်တယ်။ဟမ်။ကြောက်လိုက်တာ။နားထောင်ရင်းနဲ့စက်သိန်းနေအောင်ထလာပြီ။ငါပိတ်ငါမပြင်ရတော့ဘူး။အိမ်လိုက်ဖို့ကြောင်။လာငါနဲ့ရွာဦးကြောင်လိုက်ခဲ့ကြ။ပေးရည်တိုက်ပြီးတော့မန်းခိုင်းမိမိဒီလိုနဲ့ပို့ထုတ်လေးယောက်သားငပိတ်ပင်နေတူ ရွာဦးကျောင်းစီသွားဖို့အတွက်ကြံနေရထွက်လာကြသည်